အသက်12နှစ်နဲ့ application developer ဖြစ်လာသူကျွန်တော်တို့အသက်12နှစ်အရွယ်တုန်းကဘာတွေများလုပ်နေခဲ့ကြပါလဲပြန်တွေးကြည့်တဲ့အခါတေးကြပါတယ်ဗီဒီယိုဂိမ်းကိုတဲချင်းမဲချင်းကစားနေကြမယ်ဆိုတာလေဒီသက်ရွယ်မှာကလေးအတော်များများကဗီဒီယိုဂိမ်းကစားနေကြပေမဲ့ Tomax Swarak ဆိုတဲ့ကလေးလေးတယောက်ကတော့ဂိမ်းတွေရေးသားဖန်တီးတဲ့ application developer တယောက်ဖြစ်လာခဲ့ပါတယ်သူရေးသားတဲ့ application တွေကို Carrot Cup ဆိုတဲ့ကုမ္ပဏီတစ်ခုတည်ထောင်ပြီးရောင်းချတာ ဝင်ငွေတွေရနေခဲ့ပါတယ်။ Thomas Sorex အသက်17နှစ်နဲ့ဒီလိုမျိုးရှုပ်ထွေးလွန်းလာတဲ့ programming လောကကိုဝင်လာခဲ့ပြီး programmer တယောက်ဘယ်လိုဖြစ်လာလဲဆိုတာပူပူလေး TV ကတင်ဆက်ပေးလိုက်ပါတယ်။အခုလိုစိတ်ဝင်စားဖွယ်ရအကြောင်းအရာတွေကိုမပြတ်ကြည့်ရှုဖို့ပူပူလေး TV ကို subscribe လုပ်ထားကြဖို့တောင်းဆိုပါရစေ။တောင်းမဲ့မိခင်တရရဲဆိုတဲ့မြန်မာစကားပုံအတိုင်းဒုချုံမဲ့ကလေးဟာငငယ်ကလေးကလေးကဇာတိပြတတ်ကြပါတယ်။အဲ့ဒီအထက်မှာ ော့မက်ဆိုရတဲ့ယောက်လဲအပါဝင်ဖြစ်ပါတယ်။သူအသက်၈နှစ်လောက်မှာ iPhone, iPad တွေအတွက် application ရေးဖို့ Apple ကထုတ်ပေးထားတယ်။ iOS developer toolkit တွေကို internet ကနေ download ချပြီးစူးစမ်းလေ့လာနေပါပြီ။ဒါပြင်အခြား computer programming language တွေဖြစ်တဲ့ Python, Java, C# တို့ကို online ပေါ်ကနေကိုယ်တိုင်လေ့လာစီပူခဲ့ပါတယ်။တော်မတ်ဆောင်လူမှန်တိရစအရွယ်ကလေးကဤပညာကိုဆွဲဆွဲလန်းလန်းယူတတ်သူတူဖြစ်ပါတယ်။ ID နဲ့နှီးပညာအလုပ်တွေဟာခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပြီးနှီးပညာအသက်ဆန်းတွေကိုလည်းအဆက်မပြတ်လေ့လာသင်ယူနေဖို့လိုအပ်ပါတယ်။ Thomas အတွက်ကတော့ဒါရီအားလုံးကိုခက်ခဲတယ်လို့မမှတ်ယူပဲ application တွေဖန်တီးနေရတာက သူ့အတွက်ပျော်စရာတွေဖြစ်နေပါတယ်။သူရဲ့ပထမဆုံး application ဖြစ်တဲ့ Act for June ကိုလာအနေနဲ့အတွင်းမှာပဲအပိသက်ရေးနိုင်ခဲ့ပါတယ်။ဒီ application ကို Apple ရဲ့ App Store မှာတင်ရောင်းနိုင်ဖို့သူ့မိဘတွေစီကနေ 69ဒေါ်လာတောင်းယူခဲ့ပါတယ်။ Act for June Billing Application ဖြစ်တာကြောင့် Store မှာတင်ပြီးမကြခင်မှာပဲ User အများပြားဟာ Download ဆွဲခဲ့ကြတဲ့အတွက်အောင်မြင်တဲ့ Application တစ်ခုဖြစ်ခဲ့ပါတယ်။နောက်ထပ်သူ့ရဲ့အောင်မြင်တဲ့ Application ကတော့ Justin Bieber ဆိုတဲ့ Game ပဲဖြစ်ပါတယ်။ဒီ Game က Justin Bieber ကိုလက်နဲ့လက်ရရတဲ့ Game ဖြစ်ပြီးလူငယ်တွေအများစုကြားမှာရေပန်းစားအောင်မြင်ခဲ့ပါတယ်။သူရဲ့အကြောင်းတွေပဲအတန်းပေါ်တငယ်ချင်းတွေက Justin Bieber ကိုမုန်းတဲ့အတွက်ဒီဂိမ်းကိုတီထင်ဖို့အကြံရခဲ့တာဖြစ်ပါတယ်။ အသက်ရွယ်နေမလိုက်အောင် application တွေရေးနိုင်နေတဲ့သူ့ကိုတငယ်ချင်းတွေက application ရေးဖို့နီးလန်းနေမိ мян ကြပါတယ်။ဒါကြောင့်မို့သူနဲ့ရွယ်တူတငယ်ချင်းတွေအားလုံး application တွေရေးတဲ့အောင်ကျောင်းကဆရာဆရာမတွေရဲ့ခွင့်ပြုချက်နဲ့ app class ဆိုတဲ့အသင်းကိုတည်ထောင်ပြီး application ရေးပုံရေးနည်းတွေကိုအခြေခံကစပြီးမျှဝေတင်ကြပေးခဲ့ပါတယ်။လက်ရှိမှာတော့ Thomas Sore ဟာ Teleport တက္ကသိုလ်ကိုတည်ထောင်သူ Founder နဲ့ CEO အဖြစ်ဆောင်ရွက်နေတယ်လို့ Samsung ရဲ့ထုတ်ကုန်တွေကိုသူတည်တနာပြုတဲ့ Think Tank Team မှာအသက်အငယ်ဆုံး Software Engineer ဖြစ် လုပ်ကိုင်နေပါတယ်။ဒါပြင်ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကိုဖိတ်ကြားပြီးသူတို့ရဲ့အတွေ့အကြုံတွေကိုဝေမျှပြောဆိုတဲ့ Tech အစီအစဉ်မှာ Professional Speaker တယောက်အဖြစ်နဲ့လဲဟောပြောပွဲတွေလုပ်နေပါတယ်။သူ၆တန်းရွယ်တုန်းက TechX Talk အစီအစဉ်မှာနိပညာနဲ့ပတ်သက်ပြီးဟောပြောထားတဲ့ဗီဒီယိုကို YouTube မှာကြည့်ရှုသူနှစ်တန်းနီးပါးရှိခဲ့ပါတယ်။ when we design the app and we sell it, it will be free to local districts and other districts uh, that we sell to. All the money from that will go into the local ed foundations. These days, students know, usually know a little bit more than teachers <laughs> with the technology. <laughs> so. <laughs> အနာဂတ်မှာဘီလီယံနီယာတယောက်ဖြစ်လာနိုင်တယ်လို့ဟောကိန်းထုတ်ခဲ့ကြပါတယ်။သောမက်ဆာအသက်ရွယ်နေမလိုက်အောင်နည်းပညာအမြင့်တွေကိုကိုယ်တိုင်လေ့လာစီပူပြီးတီထွင်နိုင်စွမ်းရှိတာကြောင့်လေးစားအကြတိုက်တဲ့အနာဂတ်ရဲ့လူငယ်တယောက်အဖြစ်ပူပူလီတီဗီကနေဘဟုတုတအနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်။